အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကတော့လေညီမနှစ်ယောက်ရဲ့ဘဝစဉ်ရယ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့ assistant တင်ဆက်သူအနာပါအမေရဲ့ဘိုက်စားတဲ့ဘိုက်တွေတအားစားလို့ပါသမီးကိုတခုခုကျွေးပါအောင်နော်အရန်ကိုဘိုက်စားတယ်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာသူကလည်းသူရဲ့လေညီမဘက်ကိုကြည်လိုက်ပါတယ်ဒီအချိန်မှာပဲရွာမှာရှိတဲ့ကောင်းလေးတယောက်ကသူတို့အိမ်ကိုအပြေးလွှာရောက်ရှိလာခဲ့ပါတယ်ကဲကဲကဲအမတို့ရေအမ အမြန်လိုက်ခဲ့ကြပါအမြန်ဆုံးလိုက်ခဲ့အကိုမဟေ့မေ့လဲကြသွားလို့ဒီလိုနဲ့သူတို့ကလည်းမဟေ့ရှိတဲ့နေရာကိုအမြန်ဆုံးသွားခဲ့ကြပြီးနောက်မှာတော့မဟေ့ကိုထူပြီးအင်ကိုပြန်လာခဲ့ကြပါတယ်အင်ကိုရောက်လာခဲ့တဲ့အခါမှာတော့သူ့ကိုခရင်ပေါ်မှာလှဲထိုင်ခိုင်းပြီးညနာပေါ်မှာရေဆက်လေးတွေတောက်လိုက်တဲ့အချိန်မှာခဏကြာသူတတိပြန်လဲလာခဲ့ပါတယ်တော်သေးရပါရှင်ရှင်တတိပြန်လဲလာလို့ကျွန်မဘလောက်တောင်မှလမ်းပြန့်သွားခဲ့ရလဲဆိုတော့ကိုရောရှင်သိရင်လားဟုတ်တယ်မဟေ့ရှေတော်သေးရပါဘုရားသခင်ကိုကျေးဇူးတင်ရမယ်နင်ဘာမှမဖြစ်လို့ ငါဖြစ်တတော်လေးကိုလန့်သွားတာပဲ။တူမရှိတော့တဲ့နောက်ငါတတော်လေးကိုစိတ်ညစ်နေခဲ့တာ။တခုခုဖြစ်ပြီဆိုတာနဲ့ဘာဖြစ်တော့မှလဲ။မဟုတ်တာတခုခုဖြစ်တော့မှလားဆိုပြီးတော့အမြင်နဲ့စိုးရင်ကြောင်းကြနေရတယ်။ဒီနေ့ငါယောက်ျားနေတဲ့စာငါနဲ့အတူတူရှိနေအောင်မယ်ဆိုရင်တော့ငါတို့လည်းအခုလိုမျိုးစိတ်ရဒုက္ခရောက်စရာအကြောင်းမရှိဘူး။ငါတို့လည်းစိတ်ပြက်ဝမ်းနေနေရမှာမဟုတ်ဘူး။ဒါပေမဲ့ငါတို့သူ့ကိုခလေးတရမမွေးပေးနိုင်ခဲ့ဘူးလေ။ငါ့လိုမိမနာမှာသူမနေချင်တာဖြစ်နေပါရဲ့ သူကငါနာမမနေခြင်းလို့ပဲတခြားအမျိုးသမီးတယောက်နဲ့လက်ထပ်ပြီးငါကိုပြစ်ထားခဲ့ရပေါ့ဒီနေ့သူတော်ငါရုံးနဲ့အတူတူရှိနေအောင်မယ်ဆိုလို့ရှင်တော့ငါရဲ့မှတ်လေးမှ H တယောက်တည်းအင်းရဲ့အလौတော်ဝင်တွေအားလုံးကိုတာဝန်ယူထားရမှာမဟုတ်ဘူးအခုတော့အင်းအတုံးစရိတ်ကနေစအင်းအတွက်လိုအပ်တာတွေအားလုံးကိုသူတယောက်တည်းပဲတာဝန်ယူထားနေရတယ်အခုမဟိတ်ရှိအခြေအနေကိုလည်းကြည့်ပါဦးသူဘလောက်တောင်မှအားနေနေပြီလေသူလည်းဒီတာဝန်တွေအားလုံးကိုတယောက်တည်းမထမ်းဆောင်နိုင်တော့ဘူးနဲ့တူတယ် အခုအချိန်ကြာမှာတော့ဘာလို့ရမလဲဆိုတာတကယ်ကောနားမလဲတော့ဘူး။အရင်အချိန်မှာပဲအိမ်နေချင်းအတော်ကမလာအင်ကိုရောက်ရှိလာခဲ့ပါတယ်။ကဲချွေးမလေးတို့အဆင်ပြေကြရဲ့လား။မဟေ့ရှ်နေမကောင်းဘူးဆိုပြီးတော့ငါကြားတယ်။သူ့ကျမကြီးအချိန်နေတတော်လေးကိုဆိုးရွားနေရဲ့ဆိုဘလို့ဖြစ်တာလဲအခုရောတတ်တာရဲ့လား။ဟုတ်ကဲ့ဟုတ်ကဲ့အဆင်ပြေပါတယ်။အေးအေးအေးမဟေ့ရှ်ကနေမကောင်းဖြစ်နေရဲ့ဆိုတော့နင်ကတော့သူ့ကိုပြုစုဆောက်ရှောက်ပေးရမှာပေါ့။အနားမှာပဲနေပြီးတော့သူ့ကိုကောင်းကောင်းပြုစုပေးလိုက်ပါနော်။ဒါပေမဲ့ငါ မောင်သားကတော့ငါနဲ့အတူတူခေါ်သွားလိုက်ပါဦးမယ်လေအတော့ကျမကိုဘယ်ကိုခေါ်သွားမလို့လဲဘာကိစ္စရှိတော့လဲအေးနေငါအိမ်ကိုလိုက်တဲ့ငါနဲ့အတူတူအိမ်မှာဧည့်သည်3-5ယောက်ရောက်လာဖို့အတွက်ရှိတယ်သူတို့ကထမင်းဟင်းဆိုလို့ရှိရင်တော့အိမ်ချက်လိုက်ရတော့ပဲကြိုက်ကြတာလေငါကအသက်ကလည်းကြီးနေပြီဆိုတော့ဒီလောက်များတဲ့အလုပ်တွေအားလုံးတယောက်တည်းလုပ်နိုင်တာမဟုတ်တော့ဘူးနင်းလဲသိတဲ့အတိုင်းပဲငါပြောချင်တဲ့အထိပ္ပယ်ကိုသိတယ်မလားမီးဖို့ခန်းထဲမှာအချိန်အကြာကြီးထိုင်ပြီးထမင်းဟင်းချက်ပြုတ်နေရတာကိုတော့ငါလည်းမလုံနိုင်တော့ဘူးအသက်ကကြီးနေပြီ ။ငါ့ချွေးမလေးကလည်းမိဘအိမ်ကိုပြန်သွားတယ်မလား။အဲ့ဒါကြောင့်ငါကလည်းစဉ်းစားနေအောင်နင်းကိုအိမ်ခေါ်ပြီးတော့ထမင်းဟင်းချက်ခိုင်းမယ်ပေါ့။ဒါနဲ့နင်းပဲထမင်းလေးချက်ပေးလို့ရလား။နင်းပဲထမင်းချက်တာအရန်ကောင်းတယ်လို့ငါသိထားတယ်လေ။အဲ့ဒါကြောင့်ဒီနေ့ဧည့်သည်တွေအားလုံးကိုပဲထမင်းနဲ့ပဲအဲခံလိုက်တော့မယ်။ဒါနဲ့ရှင်ကျမတို့အိမ်ရဲ့အခြေအနေဘယ်လောက်တောင်မှဆိုးရွားနေလဲဆိုတာကိုလည်းအတော်သိရတာနဲ့အေးဟုတ်တယ်လေသိရပေါ့နေအိမ်ရဲ့အခြေအနေဘယ်လောက်တောင်မှဆိုးရွားနေလဲဆိုတာကိုငါကောင်းကောင်းသိတယ်ဒါကြောင့်လည်းငါနဲ့ကိုလာခေါ်နေရတာနေငါ့အိမ်မှာအလောက်လောက်ပဲ ်ပြီးတော့ရင်တော့ငါနဲ့ကိုပတ်စံပေးမှာပေါ့ဒါဆိုလို့ရှင်တော့နေလဲအဆင်ပြေသွားလိမ့်မယ်အိမ်မှာလည်းနည်းနည်းပပသုံးဆွဲရပြေလည်သွားတာပေါ့ငါအတွက်လည်းအတော်လေးအကူအညီဖြစ်သွားမှာတည်လားဒီလိုနဲ့အတော်ကမလာတဲ့အတူတူမောင်သားကလည်းထမင်းဟင်းချက်ပြုတ်ပေးဖို့အတွက်သူ့အိမ်ကိုလိုက်ပါသွားခဲ့ပါတော့တယ်အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာသူကလည်းအတော်ရဲ့အိမ်ကိုသွားပြီးတော့ထမင်းဟင်းမျိုးစုံကိုအရသာအရှိဆုံးချက်ပြုတ်ပြင်ဆင်ပေးလိုက်ပါတယ်။သူမထမင်းဟင်းအားလုံးချက်ပြုတ်ပြင်ဆင်လုပ်ပြီးစီသွားခဲ့တဲ့အခါမှာအတော်ဖြစ်သူနဲ့စကားပြောခဲ့ပါတယ်။အတော်ဖြစ်သူကလည်း သူတို့အိမ်မှာစားတောက်ဖို့အတွက်ချမင်းနဲ့ဟင်းတွေကိုလည်းထည့်ပေးလိုက်ပါသေးတယ်။မောင်တားကလည်းအိမ်ကိုရောက်လာတာနဲ့သူရဲ့လင်ကြီးမဖြစ်သူကိုချမင်းပကံပေးလိုက်ပါတယ်။သူတို့ကချမင်းစားတောက်ခဲ့ကြပါတယ်။ညနေခင်းမှာအိမ်လေးချင်းအတော်ကြီးကသူတို့အိမ်ကိုရောက်ရှိလာခဲ့ပြီးပတ်စံလာပေးခဲ့ပါတယ်။ကဲကျော်ဒီမှာပတ်စံဒါလေးယူထားလိုက်။နေတော့ကျိုးစားပန်းစားနဲ့အလုပ်လုပ်ပြီးရလာခဲ့ကြတဲ့ပတ်စံပဲ။အော်အတော်ရဲ့ဘာဖြစ်လို့ကျမတို့ကိုပတ်စံပေးနေရတာလဲမလို့ပါဘူး။ကျမအတော်ရဲ့အိမ်မှာချမင်းဟင်းလာချက်ပြုတ်ပေးခဲ့။အဲ့ဒီအတော်အတော်ကလည်းကျမကို ထမင်းပြန်ပြီးတော့ပေးခဲ့ရပဲလေကျမတို့အဲ့ဒါကိုစားလိုက်ပြီးနေရကြိုးစားပန်းစားနဲ့အလုံးလုံးထားခဲ့တဲ့အတွက်လောက်ခလားစာကိုတော့ရကိုရရမယ်ကဲပါဇက်ပိတ်ပြီးတော့ဂျာရီကိုယူထားလိုက်နော်ဘာစကားမှထပ်ပြီးတော့ရှေးမနေနဲ့ကြားလားဂျာနဲ့ငါတခုလောက်ပြောလို့ရမလားနင်တို့လင်ကြီးမနှစ်ယောက်လုံးအိမ်မနေပြီးတော့အားနေကြမယ်အတူတူပဲထမင်းဆိုင်လေးဖွင့်ပြီးတော့ရောင်းပါလားရွာမှာထမင်းဆိုင်ကလည်းတိတ်ပြီးတော့ရှိတာမဟုတ်ဘူးလေနင်တို့ဒါဆိုင်လေးဖွင့်ပြီးတော့ရောင်းမယ်ဆိုရင်တော့အတော်လေးကိုအဆင်ပြေကြမှာနင်တို့လည်းပတ်စံကောင်းကောင်းရှာလို့ရသွားတာပေါ့မဟေ့ချ်ကလည်းအခုနေကောင်းတာမဟုတ်ဘူးမလား ူအတွက်လည်းအကူအညီပေးပြီးသားဖြစ်သွားတော့ဘလောက်တောင်မှကောင်းလိုက်တယ်လေ။သူနေပြန်ကောင်းကျမ်းမဖို့အတွက်ဆိုလို့ရှင်လည်းအချိန်တခုစောင့်နေရအောင်မယ်လေ။အဲဒါကြောင့်ငါပြောတဲ့စကားအနားထောင်ပြီးနင်တို့ကိုပိုင်းအလုပ်တခုလုပ်ကြတော့ဟိ။အချိန်ခဏအတွင်းမှာပဲနင်တို့အခြေအနေကောင်းလာလိမ့်မယ်လို့ငါယုံကြည်ရဲ့။ဒီအနေနဲ့ပတ်ဝန်းကျင်မှာစိုင်းတဆိုင်မှရှိတာမဟုတ်ဘူးဆိုတော့ကိုနင်တို့လည်းသိရဲ့နော်။ကဲကဲကဲဒါဆိုလို့ရှင်တော့ငါမှလည်းအလုပ်ရှိသေးတယ်ငါတော့လိုက်အောင်မယ်တိလားအထောကမလာကပြောဆိုပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ပါတယ်သူကတော့နေရင်လေလင်ကြီးမနှစ်ယောက်လုံးကိုအကြံတစ်ခုပေးသွားခဲ့ပါတယ် အရာကတော့ထမင်းဆိုင်တွေတစ်ဆိုင်ထွက်ဖို့အတွက်အကြံပါဟုတ်ကြဲဟုတ်ကြဲအတော်ပြောတဲ့စကားမှန်တော့လဲမှန်တယ်နော်ကျမတို့အိမ်မှာဒီအတိုင်းထိုင်နေမယ့်အစားအလုပ်တစ်ခုလုပ်ကြကကောင်းတာပေါ့ကျမတို့ဒီအတိုင်းကြီးတော့ထိုင်နေမယ်ဆိုလို့ရှင်တော့မဖြစ်သေးဘူးအိမ်အသုံးစရိတ်တွေကလည်းကုန်နေပြီသူကလည်းနေကောင်းတာမဟုတ်ဘူးဖခင်သခင်ကဒီလောက်ထိကောင်းတဲ့ဟင်းချက်လိုက်ရပေးထားတာပဲကျမတို့အနေနဲ့အဲ့ဒါကိုအသုံးချမှဖြစ်မယ်နေပြောတာမှန်တယ်ဒါပေမဲ့အလုပ်တစ်ခုစတင်မယ်ဆိုရင်တော့ငါတို့အနေနဲ့အရင်ဆုံးလိုအပ်တာကအရင်အနည်းပဲ အဲ့ဒီအရင်အနေမရှိမှတော့ငါတို့အလောက်ကိုဘယ်လိုမျိုးစတင်လုပ်ကင်ကြရမလဲ။အော်ဒါလေးပဲလားဒါအလောက်ထိခက်ခဲတာမှမဟုတ်တော့။ရီနာကလည်းသူ့ဆွဲထားတဲ့လက်ထပ်ဆွဲချိုးလေးကို ဖြုတ်ပေးလိုက်ပါတယ်။ကျမတို့ဒါလေးကိုအပေါင်ထားပြီးဖြစ်ဖြစ် ရောင်းပြီးဖြစ်ဖြစ်အလုပ်လုပ်မယ်။ရီနာရေအလောက်အဆင်ပြေသွားရင်ကျမလက်ထပ်ဆွဲချိုးအကုန်100လောက်ပြန်ဝယ်ဝေးလို့ရပါတယ်။အခုလောလောဆယ်တော့ကျမတို့အလုပ်လုပ်ဖို့အရေးကြီးတယ်။ကျမတို့ဒါလေးကိုအပေါင်ထားကြမယ်နော်။ကျမတို့ဘာမှစဉ်းစားမနေဘဲနဲ့အလုပ်တစ်ခုအမြန်ဆုံးစတင်တဲ့နယ်လို့ထင်နေ။ ။နောက်ကြနေမယ်ဆိုလို့ရှင်တော့ကောင်းတာတွေဖြစ်လာစေရတော့မရှိတော့ဘူး။အဲကြောင့်တို့တော့လည်းဘာမှစဉ်းစားမနေတော့ဘဲနဲ့လက်ထပ်ပရီလေးကိုအမြန်ဆောင်သွားပြီးတော့ရွှေဆိုင်မှာအပေါင်းထားခဲ့ကြပါရီ။ရလာတဲ့ပတ်စံနဲ့နောက်နေမှာပဲချက်ချင်းတို့ရဲ့အလုပ်လေးကိုစတင်လုပ်ကိုင်းခဲ့ကြပါရီ။လင်ညီမနှစ်ယောက်လုံးပထမအဦးဆုံးဆိုင်ထွက်ခဲ့ကြတဲ့နေရက်လေးပဲဖြစ်ပါတယ်။ပထမအဦးဆုံးနေရက်လေးမှာသူတို့ဆိုင်ကထင်ထားသလောက်မရောရခဲ့ပါဘူး။ဝဲသူကလည်းတိတ်ပြီးတော့မသိသေးတဲ့အတွက်ကြောင့်မို့လို့ငုံတုံမင်းနေခဲ့ရပါတယ်။တွေ့လားဝဲသူတယောက်မှရောက်မလာခဲ့ဘူး။ငါတို့ဘယ်လိုလုပ်ကြမလဲ ငါရရဲ့ပတ်စံတွေအားလုံးဆုံးရှုံးသွားလို့ရှင်တော့ဘယ်လိုလုပ်ကြမလဲ။အော်အမရဲ့တတ်တီထားစမ်းမှာအလုပ်တစ်ခုစတင်လုပ်ကိုင်းနေရဲဆိုတော့လူသိဖို့အတွက်အချိန်တစ်ခုပေးရမယ်။တဖြည်းဖြည်းနဲ့အရာအလုပ်အဆင်ပြေသွားမယ်ဟုတ်ပြီလား။ဘာမှအလုပ်ထိလဲစွန့်ရမနေပါနဲ့။ဒီလိုနဲ့ပဲသူတို့ဆိုင်ဖွင့်ထားခဲ့တာဆက်ရက်ကြောကြမြင့်သွားခဲ့တဲ့အခါမှာတော့ဝယ်သူတွေကတစတစများလာခဲ့ပါရဲ့။ဆက်ရက်အတွင်းမှာပဲသူတို့ဆိုင်တွေကတော်တော်လေးနာမည်ကြီးသွားခဲ့ပြီးတော့လူတွေအများများလာခဲ့တဲ့အခါမှာတော့ပတ်စံလည်းအဆင်ပြေလာခဲ့ပါရဲ့။ အဖြစ်ဖြစ်နဲ့ပတ်စံတွေအများကြီးဆွဆောင်းပြီးသွားခဲ့ပြီးဇီဝအေးအခြေအနေကလည်းကောင်းမွန်လာခဲ့ပါတယ်။တရက်မှတော့လင်ကြီးမနှစ်ယောက်လုံးအင်ကိုပြန်လာခဲ့ပြီးပတ်စံရည်နေခဲ့ကြတဲ့အချိန်မှာတော့အန်အောစရာတွေဖြစ်လာပါတယ်။အမပြောသားပဲကျမတို့ရောင်းနေပဲထမင်းအရသာရှိလို့အားလုံးကကြိုက်ကြမှာပါဆိုနေမှာအခုဆိုရင်တော့ကျမတို့ပတ်စံအများကြီးရှာနိုင်သွားခဲ့ပြီးတွေ့လာဟုတ်တယ်တကယ်တော့ဂျော်ရီအားလုံးကနေရဲ့ယုံကြည်မှုကြောင့်ဖြစ်ပေါ်လာနိုင်ခဲ့တဲ့ကိစ္စတွေပဲလေအခုတော့ငါတို့ဘာကိုမှစိုးရိမ်စရာပူပန်စရာမလိုတော့ဘူးနော်ဒီလိုနဲ့ပဲလင်ကြီးမနှစ်ယောက်လုံးကအလောက်ကိုစူးစမ်းရုံကန်လောက်ကိုင်းကြပါရဲ့ ပတ်စံလည်းအများကြီးရှာဖွေနိုင်သွားခဲ့ကြပါတယ်။မဟေ့ချ်ကိုလည်းဈေးရောင်းကောင်းကောင်းမှဈေးကူတာပေးနိုင်သွားခဲ့ကြပါတယ်။မဟေ့ချ်နေပြန်ကောင်းကျမ်းမာသွားခဲ့တဲ့အခါမှာတော့သူကလည်းအလုပ်တွေကိုဝိုင်းဝန်းကူညီလောက်ကိုင်းပေးလိုက်ပါတယ်။တရမှာတော့ငါတောင်းမှပါတယ်မမသားရဲ့ငါ့ကိုခွင့်လောက်ပါနော်။ငါမင်းကိုထားပြီးတော့ထွက်ခွာသွားခဲ့မိတဲ့အတွက်ငါမှားပါတယ်။ဖခင်တခင်ကအခုဆိုလို့ရှင်တော့ငါ့ရဲ့အပြစ်တွေအကုန်လုံးအတွက်ပြစ်ဒဏ်ခံလိုက်ပြီ။သူကလည်းဒီကလေးနဲ့ငါ့ကိုထားပြီးတော့အမြဲတမ်းအတွက်ထွက်ခွာသွားခဲ့ပြီ။ကလေးရှိနေတယ်ဆိုတော့ကိုတော်မသူကဂယုမဆိုင်ခဲ့ဘူး။ အမှန်တကယ်တော့သူငါတို့ထားပြီးတော့ဘုရားသခင်စီကိုအမြဲတမ်းအတွက်ထွက်ခွာသွားခဲ့တာပါ။ကိုဝင်ဆောင်ခဲ့ရတဲ့အချိန်ကလေးကသူ့မှာရှုပ်ထွေးမှုတွေအများကြီးပဲဖြစ်နေခဲ့တယ်။အခုဆိုရင်တော့ဒီကလေးငယ်လေးကအမေမရှိဘဲနဲ့ကြီးပြင်းရတော့မယ်။မောင်သားကလည်းကလေးကိုချီထားလိုက်ပါတယ်။ဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးမှာကလေးရဲ့အပြစ်မှမရှိတာပဲ။အခုအချိန်ကစပြီးတော့သူ့ရဲ့အမေကကျမပဲ။ကလေးမှအမေမရှိဘူးဆိုတဲ့စကားထပ်ပြီးတော့မပြောတော့နဲ့။ကျမကတော့သူ့ရဲ့အမေငယ်လေးပေါ့။ဟုတ်တယ်မလား။ဒီလိုနဲ့အားလုံးကလည်းသူ့ကိုခွင့်လွှတ်ပေးခဲ့ကြပါရဲ့။ အခုချိန်မှာစီးပွားရေးအဆင်ပြေနေတဲ့အတွက်ကြောင့်မို့လို့အားလုံးကလည်းအလုပ်ကိုအတူတူလုပ်ရင်းရုန်းကန်ပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါရယ်။အားလုံးကခလေးကိုလည်းလက်ခံပေးခဲ့ကြတာပေါ့။နောက်ထပ်တင်ဆက်ပေးတော့မယ့်ပုံပြင်လေးကတော့လင်ကြီးမနှစ်ယောက်ရဲ့မိဖို့ကြောင့်ဆိုတဲ့ပုံပြင်ပဲဖြစ်ပါရယ်။ကဲသားလေးဆိုတဲ့ကြည်တော့တော့တော့နန်းတန်းကိုတော့ခေါ်လာခဲ့။အဲ့ဒီအချိန်အတွင်းအမေထမင်းခူးချလိုက်မယ်။အမေရလေကျွန်တော်ကိုအရင်ဆုံးထမင်းခူးပေးလိုက်ပါတော့ကျွန်တော်စားပြီးရတယ်ထွက်သွားရတော့မယ်လေပြီးသွားတော့မှအကိုအေးဆေးခေါ်လိုက်ပေါ့အမေရဲ့ ဟဲ့နေရလေဒုက္ခပဲ။ဘာဖြစ်လို့စကားကိုဒီလိုပြောနေရတာလဲ။ကျွန်တော်အကိုနဲ့အတူတူထမင်းမစားခြင်းဝင်မေ။သူကအချိန်ရှိတိုင်းကျွန်တော်ကိုဆိုလို့ရှိရင်အမြဲတမ်းလောင်ပြောင်တယောနေရ။ဟိုကမလုံးနဲ့ဒီဟာမလုံးနဲ့ဆိုပြီးတော့လဲလိုက်တားနေတယ်။ကျွန်တော်အဲ့လိုလောက်တာကိုတဆက်ကလေးမှသဘောကျကြိုက်နေတတ်တာမဟုတ်ဘူးနော်။သူကသူဘာထင်နေလဲမသိပါဘူး။အကြီးဆိုပြီးတော့ပြောချင်တဲ့စကားပြောချင်တယ်လို့ပြောလို့ရမလား။အော်တားရဲ့ဘယ်လိုမဆိုသူကအကြီးပဲမလား။အကြီးဆိုတော့အကြီးပြောတဲ့စကားကိုတားနေနဲ့နားထောင်ရမှာပေါ့။နင်ဘာဖြစ်လို့သူပြောနေတဲ့စကားတွေကိုဒီလောက်တောင်မှစိတ်ဆိုးဒေါသထွက်နေရတာလဲ။ တော်တော့မေတော်ပြီတော်ပြီကျွန်တော်အမေနဲ့ဘာစကားမှထပ်ပြီးတော့မပြောချင်တော့ဘူးအမေကလေအမေရဲ့အကိုဘက်ကအကြီးပဲအကိုပြောတဲ့စကားကိုပဲနားထောင်နေပြီးရင်တော့အကိုဘက်ကနေပြီးတော့ပဲအမေရန်ကာပြီးတော့ပြောပြီးတယ်ဒါဆိုလို့ရှင်တော့ဒီလိုလုပ်ပေါ့အမေရဲ့အရင်ဆုံးအကိုကိုပဲကြွေးလိုက်ပါလားပြီးသွားတဲ့အခါကျတော့မှကျွန်တော်စားလိုက်မယ်အဲ့လိုဆိုရင်ရောပြေးလာပြောဆိုပြီးနောက်မှာတော့တားငယ်လေးကလည်းအပြင်ကိုထွက်ခွာသွားခဲ့ပြီးခဏကြာမှာတော့တားအကြီးဖြစ်သူအိမ်တဲကိုဝင်လာခဲ့ပါတယ်ကဲအမေရေဘလို့လဲအဆင်ပြေရဲ့လားသမီးဟင်းတွေအားလုံးပြင်ဆင်လို့ပြီးသွားပြီလား အေးအေးအေးပြင်ဆင်ပြီးတော့ပြီထမင်းဟင်းချက်ပြုတ်ပြင်ဆင်လို့ပြီးတာကတော့ကြာနေပြီဆူလက်ကလေနင့်ကိုอืมဒီကောင်လေးကတော့လေတကယ်ပါပဲငါသူ့ကိုနိုင်ကိုမနိုင်ဘူးကဲကဲကဲနင်ဘိုက်စာနေပြီမလားခဏလေးစောင့်ငါအခုတ်ချက်ချင်းနဲ့အကြွားထမင်းခိုးပေးလိုက်မယ်နော်ဒါနဲ့ဘယ်တော့လဲအမေရဲ့တားငယ်ကောင်လေးအေးတနည်းအားကိုထွက်သွားရဲဖြစ်မှာပေါ့သူရဲ့တငယ်ချင်းတွေနဲ့တွားတွေ့ရလဲဖြစ်ချင်းဖြစ်လိုက်မယ်ပြန်လာလိုက်မယ်ဘာမှစိတ်ပူမနေနဲ့အမေဘာလို့သူ့ကိုဒီလောက်ကြောင်မှအလိုလိုက်ထားရတာလဲ အမေအခုလိုမျိုးသူ့ကိုအလိုလိုက်ထားလို့သူ့ဖြစ်ချင်တိုင်းဖြစ်နေရပေါ့သူ့ကိုကြည့်လိုက်လို့ရှင်ဘာအလုံးမလုံးအမေရဲ့တငယ်ရဲ့ချင်းတွေနဲ့ရှောက်သွားမယ်ရှောက်စားမယ်ဘဝကိုအလောက်တောင်မှအေးအေးဆေးဆေးပေါ့ပေါ့လေးဖြတ်တန်းနေစီရလို့လို့လားသူကကျွန်တော်နဲ့အတူတူလဲတဲ့ဆင်းပြီးအလုပ်လေးပါလေးလုပ်မယ်တော့မရှိဘူးသူကအနေနဲ့အလုပ်ဘလို့လုပ်မလဲတားရဲ့နေရလဲလေအကိုအကြီးဆိုပြီးတော့အမေရဲ့အာနာရီပါဝါရီပြကျင်နေနေသူ့ကိုတစ်ချိန်ကုန်လုံးစုပူချိန်မောင်းနေတော့သူလဲစိတ်ညစ်ရှာမှာပေါ့ဒီမှာတောင်နေကသူ့အကိုအကြီးဆိုတာကတော့ဟုတ်ပါတယ် ။ဘာလဲမေအကိုအကြီးဆိုပေမဲ့အဖေတော့မဟုတ်ဘူးဆိုပြီးတော့ပြောချင်နေရမလား။ကောင်းပြီလေအမေရရတယ်။အမေတော်မှတလောက်အထိပြောလာပြီးဆိုရင်တော့ကျွန်တော်အနေနဲ့လည်းနောက်ဆုတ်ပေးရတော့မှာပေါ့။ဒီနေ့ရောက်ဆပြီးတော့သူလောက်တာကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကျွန်တော်တခုမှဝင်မပါတော့ဘူး။သူဟာသူလောက်ချင်တာကိုဒါလောက်စေတော့သူလောက်ချင်တာလောက်ပေါ့ကျွန်တော်လည်းဘာဆိုင်နေလို့လဲ။ဒုက္ခပါပဲဟဲ့။နင်တို့ညီကိုနှစ်ယောက်လုံးကိုတော့လေငါတကယ်ထိမနိုင်တော့ဘူးတီလား။နင်တို့ကတကယ်ကိုပုံစံအတူတူပဲ ။နင်တို့နှစ်ယောက်လုံးအလောက်တောင်မှဒေါသထွက်နေတော့ဘာရလို့လဲ။ငါနင်တို့ကိုအခုလိုပြောနေတယ်ဆိုတာကနှစ်ယောက်လုံးရဲ့ကောင်းကျိုးအတွက်ပြောနေတာ။ဘလို့မစော်နင်တို့ကညီကိုတွေပဲ။တယောက်နဲ့တယောက်အားကိုပြီးတော့အတူတူရှင်သွဲနေထိုင်သွားမယ်ဆိုလို့ရှင်တော့ဘာမှစိုးရိမ်စရာအကြောင်းမရှိဘူး။နင်တို့ကတော့တွေ့ရတဲ့ရံပဲဖြစ်နေကြတော့ငါလည်းစိတ်ညစ်တယ်။နင်တို့သာတင်းမြတ်အောင်နေမယ်ဆိုလို့ရှင်တော့ငါလည်းစိတ်ချမ်းသာတယ်ပျော်ရွှင်ရတယ်။အရာကတော့ဒီဘဝမှာဘယ်တော့မှဖြစ်နိုင်တော့မယ်လို့မထင်ဘူးအမေပြောဆိုပြီးနောက်မှာတော့နန်တန်းကလည်းအင်ကာနေထွက်ခွာသွားခဲ့ပါတယ် မိခင်ဖြစ်သူကလည်းအတော်လေးစိတ်ပြတ်သွားတဲ့အတွက်ကြောင့်မို့လို့ခေါင်းကင်ပြီးထိုင်နေခဲ့ပါတော့တယ်။ဖခင်ဖြစ်သူကွယ်လွန်သွားတဲ့အချိန်ကစပြီးအိမ်ရဲ့တာဝန်တွေအလုံးကသားအကြီးရဲ့ခေါင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။သူကလည်းသားအကြီးပြပြတသားအိမ်ရဲ့တာဝန်တွေအကုန်လုံးကိုလက်မရှောင်ဘဲတာဝန်လွှဲပြောင်းယူပေးခဲ့ပါတယ်။သူ့အဖေရဲ့လက်ရမြေထဲမှာသူကအာတုံခွန်ဆိုင်အလုပ်တွေကိုစူးစမ်းလုပ်ကိုင်းခဲ့ပါတယ်။အိမ်ရဲ့အသုံးစရိတ်တွေအလုံးကိုလည်းသူတယောက်ထည့်ပေးနေခဲ့ရတာပါ။တစ်ဖက်မှာသူ့ရဲ့ညီငယ်လေးကတော့သူ့လိုမဟုတ်ပါဘူး။ သူကလေယာဆိုင်ပြောရေးလုပ်ငန်းတွေကိုဆိုလို့ရှိရင်တော့တစ္ဆက်ကလေးမှသဘောမကျပါဘူး။သူကဘာအလုံးမကိုမလုပ်ချင်ပဲတကယ်ချင်းတွင်နေပဲရှောက်သွားချင်နေကြရပါ။တကယ်လို့အလုံးလုံးမယ်ဆိုရင်တော့သူကကိုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ချင်တယ်လို့လည်းပြောပူပါရယ်။အဲရဲ့အခြေအနေကတော့အရန်ကိုဆိုးရွားလို့နေရတဲ့အတွက်ကြောင့်မလို့သူ့ကိုအရင်နှီးထုတ်ပေးမဲ့သူကဘယ်သူမှမရှိပါဘူး။သူလည်းဒါကြောင့်ဘာမှမပြောနိုင်ပဲနဲ့ပါစပ်ပိတ်နေကြရတာပေါ့။ဟုတ်တော့လည်းဟုတ်ပါရယ်။သူတို့နှစ်ယောက်လုံးဒီစကားကိုလက်မခံဘူးဆိုလို့ရှိရင်တော့အဲ့ဒီခါကျရင်ကျမဘယ်လိုလုပ်ရမလဲ။ ကျမကတို့နှစ်ယောက်လုံးကိုနိုင်တာမဟုတ်ဘူးရှင်ဘလို့မဆိုခလေးတွေကလည်းအရွယ်ကြီးနေကြပြီမလားအမလေးရှင်ဘာဖြစ်လို့လက်မခံရမှလဲလက်မခံစရာဘာအကြောင်းရှိလဲအမလေးရှင်ရအမေပဲနည်းနည်းပပရုပ်ရှင်ရိုက်ပြလိုက်ပေါ့တို့အရှိမနည်းနည်းငိုပြလိုက်လေဒါရမအဆင်မပြေသေးဘူးဆိုရင်တော့ရှင်အနေနဲ့တို့ကိုချိန်ချောက်လို့ရသေးတယ်ချိန်ချောက်ပြလိုက်လုံးဝကိုလက်ခံသွားလိမ့်မယ်ပြီးသွားလို့ရှင်တော့အိမ်ကနေဆင်းမယ်ဘာညာလုပ်ပြီးတော့ဘိုးဘွားရိတ်သားမှာတွားနေပြလိုက်လေကျမကျမလားရှင် ဟုတ်ကျမကဘိုးဘွားရိတ်တာမှာတွားနေရမယ်အမလီမနေနိုင်ပါဘူးရှင်ကျမဒီအသက်ရွယ်ကြီးမှာတားလေးတွေကိုဖြစ်ပြီးတော့ဘယ်မှာတွားနေရမှာလဲမလုပ်ပါနဲ့ကျမတော့အိမ်မှာမရှိတော့ဘူးဆိုလို့ရှင်တော့တို့နှစ်ယောက်လုံးကိုဘယ်သူကပြုစုပေးမလဲတို့နှစ်ယောက်ရဲ့အလုပ်တွေကလည်းပုံနေရပဲအမလီကျမလည်းပြောနေရအဲ့ဒါကိုပဲလေရှင်စိုးရင်ပူပန်စရာတွေအားလုံးကင်းဝေးသွားစေချင်လို့ကျမရှင်ကိုနီးလန်းပြပေးနေရဒီမှာကျမပြောပြမယ်တစ်ဖက်ကညီမနှစ်ယောက်နော်ညီမနှစ်ယောက်ဆိုတော့တို့ကအတင်းအကျပ်မမြတ်နဲ့အဆင်ပြေပြေနေထိုင်တော့ကြမှာ အဲ့ဒါကြောင့်ဘာကိုစောင့်မျှော်နေရသေးရလဲ။ဒါနှစ်ယောက်လုံးကိုကျမပြောပြရတဲ့ညီမနှစ်ယောက်လုံးနဲ့အမြန်ဆုံးလက်ထပ်ပေးလိုက်။တရက်ထဲတစ်ချိန်နင်းမှာပဲအတူတူလက်ထပ်ပေးလိုက်မယ်ဆိုလို့ရှင်တော့ရှင်အတွက်လည်းမင်္ဂလာစရိတ်တက်တာသွားတာပေါ့။ပြီးတော့ရင်တော့ထွေးမလေးတွေကသူတို့ကိုလမ်းမှန်ပြသပေးလိုက်မယ်။ရှင်လည်းစိတ်ပူစရာစိတ်ညစ်စရာမလိုတော့ဘူးပေါ့။နန်တန်းနဲ့ဆိုတဲ့ရှင်တို့နှစ်ယောက်လုံးအတွက်ညီမအရင်နှစ်ယောက်နဲ့လက်ထပ်ပေးဖို့အတွက်ကမ်းလှမ်းခဲ့ပါရီ။ဂီတာနဲ့နီတာတို့ညီမနှစ်ယောက်ဖြစ်ပြီးဂီတာကအကြီးဖြစ်ပြီးနီတာကတော့အငယ်ဖြစ်ပါရီ။ ဒီလိုနဲ့မိခင်ဖြစ်သူကလည်းတားနှောက်လုံးကိုလက်ထပ်ဖို့အတွက်ဖြောင်းဖျားပြောဆိုခဲ့ပါတယ်။သူကအိမ်မမိသားစုဝင်တွေအကုန်လုံးအေးချမ်းစွာနဲ့နေထိုင်နိုင်သွားလိမ့်မယ်လို့လည်းမျှော်လင့်နေခဲ့ပါတယ်။တော်ဇတ်မာနေပါဇက်ပိတ်ထားဘာရီလာပြောနေရလဲငါအကုန်မှတ်မိတယ်။အမေရဒီစာရီကိုငါအတွက်ဆိုပြီးတော့ဝယ်ထည့်ပေးလိုက်တာဟဲ့နင်းအတွက်မှမဟုတ်တော့နေပေါ်လုံးငါစီကနေပြီးတော့အခုမှလာလူယူနေရတာလဲဟန်။အနီရောင်ကတာနေဟာနော်ဂျာကငါဟာအမလေးအမလေးနင်းလိုချင်တာနဲ့တမင်တတ်တာငါစီကနေလူယူနေရမဟုတ်ဘူးလား။ နင်ပြောတာနေပဲငါကစကားတွေအကုန်လုံးကိုသဘောတူလက်ခံပြီးနားထောင်လိုက်မယ်လို့ထင်နေလားဒါကတော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးနော်အမကြီးဒီမှာကျမဒီစာရီကိုမလို့ခြင်းမို့အဲ့ဒီပန်းရောင်စာရီကိုတော့အမပဲယူထားလိုက်ပြီးတော့မနီရောင်ကဝှက်ထားတဲ့နှက်ကအဲ့ဒီနှက်ကလည်းကျမဥစ္စာလေးအမေကျမကိုထည့်ပေးလိုက်တာအဲ့ဒါကိုလည်းတစ်ခါတည်းယူလာခဲ့လိုက်ကျမနှစ်ခါမပြောခြင်းဘူးနော်တခုခုဆိုလို့ရှင်တော့အမြဲတမ်းကိုယ့်အပိုင်လိုထင်ပြီးတော့တိမ့်တိမ့်သွားတယ်ဘာထင်နေလဲမသိပါဘူးအမလေးနင်တို့နှစ်ယောက်အခုဒါဘာထပ်ပြီးတော့ဖြစ်ကြရပြန်တာလဲဒုက္ခပါပဲ နေတော့နှစ်ယောက်လုံးကညီမအရင်တွေရောဟုတ်ကြသေးရဲ့လားနေတော့ကြည့်ပြီးဘယ်သူမှညီမအရင်လို့ထင်မှမဟုတ်ဘူးနေတော့ကညီမအရင်တွေလေဘာဖြစ်လို့ငါဟာသူ့ဟာဆိုပြီးတော့အတန်ထွက်နေကြရတာလေကဲကဲကဲတော်ပြီတော်ပြီဒါတွေအားလုံးကိုထားလိုက်တော့နေတော့အိမ်လုံးတွေအားလုံးကိုအမြန်ဆုံးသွားလောက်ကြတော့ရခမဖြစ်သူပြောတဲ့စကားကိုနားထောင်ပြီးချွေးမနှစ်ယောက်လုံးကလည်းထွက်ခွာသွားခဲ့ကြပါတယ်ဒီလိုနဲ့အချိန်ခဏကြာမြင်သွားခဲ့တဲ့အခါမှာတော့ငါနဲ့ပြောနေရတော့ငါပြောတဲ့စကားကိုနေအေးစေးနားထောင်လိုက် လက်မခံဘူးဆိုလို့ရှင်တော့ငါစကားအများကြီးပြောနေမှာမဟုတ်ဘူးငါနေရဲ့ကောင်ရိုက်ခွဲပြစ်လိုက်မယ်နားလေလား။အော်နေငေါ့ခေါင်းခွဲတဲ့အချိန်မှာငါအေးအေးဆေးဆေးကြည့်နေလိမ့်မယ်လို့နေထင်နေလား။ဟဲ့ဒီမှာငါမှလည်းလက်ပါတယ်ငါလည်းလှုပ်တတ်တယ်ဟဲ့။ဒီမှာတော့ငါဒီဇွန်နဲ့ပဲနေရဲ့နှာခေါင်ကျိုးသွားအောင်လို့ရိုက်ချပြစ်လိုက်မယ်။မယုံဘူးဆိုလို့ရှင်တော့စမ်းကြည့်လိုက်လေ။ဒီအချိန်မှာရခမဖြစ်သူပြန်လဲရောက်ရှိလာခဲ့ပြီးချွေမနေရောက်လုံးကိုပြန်ဖြည့်ပေးခဲ့ရပြန်ပါတယ်။ဘယ်လိုဘာလုပ်နေကြတာလဲ။အဲဒါတွေအားလုံးထားလိုက်တော့ဘာထပ်ဖြစ်ကြတာလဲဆိုတော့ငါ့ကိုပြောပြကြအောင် အမေရဲ့ကျွန်မအိမ်တပြက်စီလဲနေအောင်ကိုလေဒီမှာအမိုက်တွေလာပြီးတော့ဖွားသွားတယ်။အခုဒီအမိုက်တွေအကုန်လုံးကိုဘယ်သူကတန်ရှင်းလုံးမယ်လို့ထင်နေရလဲ။ဘယ်သူကတန်ရှင်းလုံးရမှာလဲ။တန်ရှင်းလုံးတဲ့တာဝန်ကဘယ်သူတာဝန်လဲ။အဲ့ဒီသူကတာဝန်ယူပြီးတော့လုပ်ပေးရမှာပေါ့။ကျွန်မလည်းမိဖို့ကံထဲမှာအားလုံးစားတော့ဖို့အတွက်ထမင်းဟင်းတွေကိုချက်ပြုတ်ပြင်ဆင်ပေးနေရပဲလေ။အားရတယ်လို့ထင်နေလား။အမကတော့ဘယ်တော့မှအကြောင်းပြချက်ပေးပြီးတော့ပြင်မှန်းနေလို့မပြောဘူးပါဘူး။ကိုလုံးကိုတာဝန်ကိုကိုဟောက်ကိုလုပ်တတ်တယ်။လောက်လေနည်းနည်းလေးခိုင်းတာပဲရှိသေးတယ်ဖြစ်ဖြတ်နေပြလိုက်တာများပြောကုန်မပြောချင်ဘူး။ တွေ့လာမေးအမေဆွေမဘလောက်တောင်မှရှာကကတ်ကြီးလိုမျိုးထန့်နေလဲဆိုတော့ကျမကိုတခေါမကြံပြန်ပြောနေရဲ့အမေတွေ့လာသူဘလောက်တောင်မှရှာရှင်လဲဆိုတော့ကိုနော်ကျမကိုမလေးစားဘူးဆိုရင်တော့မှအမေကိုတော့သူလေးစားတဲ့နယ်လေအေးအေးအေးငါတွေ့တယ်ငါတွေ့တယ်အရာအားလုံးကိုလည်းတွေ့တယ်လို့မျိုးငါနားလဲနားတယ်လေအိုဖရာသခင်ကျမသားနှစ်ယောက်လုံးကအမြဲတမ်းရံဖြစ်နေရနေသေးလို့လားအခုချွေးမနှစ်ယောက်လုံးအိမ်ကိုရောက်လာပြီးတော့ရံဖြစ်နေကြတယ်အခုဆိုရင်တော့ကျမအိမ်ကအိမ်နဲ့မတူတော့ဘူးလေကွင်းကြနေရော ကဲတော်ပြီတော်ပြီကျမအခုဘာကုန်မထပ်ပြီးတော့တီးမခန့်နိုင်တော့ဘူးနောက်ဆုံးမိခင်ဖြစ်သူကအားလုံးရဲ့ကောင်းကျိုးကိုရှေ့ရှုပြီးအိမ်ကိုခွဲပေးလိုက်ပါတယ်နန်ဒန်ကလေယာဆိုင်ပြုံးမြေကိုရွေးချယ်ခဲ့ပြီးဇူရက်ကတော့အိမ်ကနွားတစ်ကောင်ကိုရရှိသွားခဲ့ပါတယ်သူကနွားတို့ရောက်ပြီးနောက်မှာတော့သူနဲ့သူ့ရဲ့မိန်းမနေထိုင်ဖို့အတွက်ပတ်စံရှာပါတယ်အခုဆိုရင်တော့နောက်ထပ်ပြဿနာတစ်ခုကလည်းကြံနေပါသေးတယ်တိုင်မကြောက်ခင်မှာညီကိုနှစ်ယောက်လုံးကအကြီးကျယ်ရန်ဖြစ်ကြတော့မှာပါအမေအမေသားနဲ့အတူတူနေနော် မဟုတ်ဘူးအမေရေအမေသားနဲ့အတူတူနေလေသူ့ကိုတခါတည်းပြောထားလိုက်ပါထပ်ပြီးတော့လှုပ်ချင်တာလှုပ်လို့ရလိမ့်မယ်လို့ထင်မှားနေလို့တော်ကြစမ်းမနင်တို့ငါအတွက်စိတ်ပူမနေကြနဲ့နင်တို့အိမ်ထောင်းတော်ဝင်ကိုပဲနင်တို့ကြေပြွန်စွာထမ်းရွက်ကြငါဘယ်သူနဲ့နေချင်လဲငါငါနေချင်တဲ့သူနဲ့ပဲနေမယ်ကဲတော့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 ကြတော့မိခင်ဖြစ်သူကဘလောက်ပဲစူးစမ်းနေခဲ့ပါစေသူရဲ့အိမ်ကိုတော့မကယ်တင်နိုင်ခဲ့ပါဘူးဒီအတွက်လည်းဝမ်းနေနေခဲ့ပါလေသားနှစ်ယောက်မိခင်ဖြစ်နေခဲ့ပေမယ့်သူရဲ့အခြေအနေကတော့တရွာလုံးမှာအဆိုးဆုံးအခြေအနေပါပဲ တာအကြီးဖြစ်သူကလေယာဆိုင်ပြောရေးလုံခြုံတခုတည်းလုပ်ပြီးအဆင်မပြေသလိုတာငယ်လေးကလည်းနွားနှုတ်ရောင်ပြီးရတဲ့ပတ်စံနဲ့အဆင်မပြေပါဘူး။ဘာဖြစ်တာလဲတာရဲ့အဆင်ပြေရလားဘယ်သူဖုန်းဆက်တာလဲမျိုးဘော်ကဦးလေးဖုန်းဆက်တာမနဲ့ပြန်ကြရင်သူလာလဲမဲတဲ့။ဟဲရုတ်တရက်ကြီးလားဟုတ်တယ်တရတာသူတို့အိမ်မှာလည်းမင်္ဂလာဆောင်ရှိရနေတူတယ်။အဲ့ဒါကြောင့်ဖိတ်ဖို့အတွက်လာနေကြတာ။သူတယောက်ထဲလာနေရလားမဟုတ်ဘူးလေအမေရဲ့ဦးလေးနဲ့အတော်နှစ်ယောက်လုံးအတူတူလာကြမယ်ဆိုပြီးတော့ပြောတယ်။ဒုက္ခပဲသားရဲ့ဒါဆိုရင်တော့အကြောင်းပြချက်တစ်ခုခုရှာပြီးညင်းမဖြစ်တော့မှာပေါ့ ဦးလေးလာတာကတော့ဟုတ်ပြီနေရဲ့အတော်ကတော့ပြောမနေနဲ့သူသာလာပြီဆိုလို့ရှင်တော့အမလီငါကြောက်တယ်နော်ငါတို့လည်းချက်ပြီးတော့ရန်ဖြစ်နေကြရအောင်မယ်ဟဲငါစိတ်ညစ်လိုက်တာသူ့ကိုအဲဝတ်ကြည့်ပြင်ရတာကလည်းလွယ်ကူတာမဟုတ်ဘူး तू ကအရန်ကြီးများတယ်အမေကလည်းအဲ့တဲ့အင်လာနေရဲဆိုတော့အဲ့ခံရမှာပေါ့မတက်နိုင်တော့ဘူးလေပြီးတော့အတော်ကလည်းနှစ်ပေါင်းများစွာနေမှလာတာဆိုတော့သူ့ကိုလက်ခံထားရမယ်သူကလမ်းဖြတ်နေခဲ့ပါတယ်သူ့ရောင်းမအရှင်မသူ့မိသားစုဝင်တွေရဲ့ပုံစံအမှန်ကိုမပြချင်းခဲ့ပါဘူး သူကလည်းအတော်လေးစဉ်းစားပြီးနောက်မှာတော့သူရဲ့ချွေမလေးနှစ်ယောက်လုံးကိုခေါ်ခဲ့ပါတယ်။တရက်ပဲနင်တို့တရက်ပဲတီးခန့်ထားပါမနဲ့ပြန်ကြလို့ရှင်တော့အကိုနဲ့ငါရဲ့ရောင်မှာတော့မြို့ပေါ်ကနေဒီကိုလာနေကြတယ်။ငါတို့အိမ်ခွဲပြီးတော့စီးပွားရေးခွဲထားတယ်ဆိုတဲ့အကြောင်းသူတို့မသိစေနဲ့။ဒီလိုနဲ့သူတို့ကလည်းလက်ခံခဲ့ကြပါမယ်။အဲ့တဲ့တွေကိုဘာကြွေးရမလဲစဉ်းစားကြပါတယ်။ငါတို့အိမ်မှာဘာချက်ကြမလဲစက်သားမဆလာချက်မလား။အမလေးအဲ့ဒီတည်းမှာထဲမဲ့မဆလာကိုနင်ဘယ်ရနေပြီးရရှာလာမှလဲ။ ကျမစီမှာဘာမှမရှိဘူးလေကျမမှာနွားနှောကလွဲလို့ဘာရှိရမှာလဲငါစီမှာရှိတာဆိုလို့ဟင်းနှုတ်ရွက်တွေပဲရှိတယ်အဲ့ဒါကလည်းငါယောက်ျားရဲ့စိုက်ခင်းတွေကနေအခုလေးတင်ပဲခိုးယူလာခဲ့တာအဲဆိုရင်လည်းအဲ့ဒါလေးပဲလှုပ်လိုက်တော့လေဘာဖြစ်လို့အကြီးအကျယ်စဉ်းစားနေကြလဲဟုတ်ပြီဒါဆိုလို့ရှိရင်တော့ငါနှုတ်ခဲလှုပ်လိုက်မယ်နွားနှောရှိနေတာဆိုတော့အေးဟုတ်ပြီဒါဆိုရင်တော့ငါအရွက်တွေကိုပြင်ဆင်လိုက်မယ်နှစ်ယောက်တော့ပထမဦးဆုံးအကျဉ်းအလုပ်တစ်ခုကိုအတူတူလုပ်ခဲ့ကြတာပါ ဒါကိုတွေ့တော့မှရခမဖြစ်သူလဲဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးကအကောင်းမွန်ဆုံးနဲ့အလတ်ဆက်ဆုံးရွေးချယ်ပြီးချက်ပြုတ်ခဲ့ကြပါတယ်။အဲဒီရရောက်လာခဲ့တဲ့အခါမှာတော့ညီမလေးရဲ့နင့်ချွေမလေးတွေကဟင်းချက်တော်လိုက်ကြတာအရသာရှိတယ်စားလို့ကောင်းတာပဲ။ဒါနဲ့ဒီဟင်းကိုဘယ်သူချက်ထားတာလဲဆိုတာပြောအောင်အကြီးကြီးချက်တာလားအငယ်ချက်တာလားနှစ်ယောက်လုံးအတူတူပေါင်းပြီးချက်တာအကိုရဲ့အခုလိုမျိုးသဘောကျတဲ့အတွက်ကျမလည်းဝမ်းသာပါတယ်။အေးလေဟဲ့ဒီလောက်အရသာရှိတဲ့ဟင်းကိုချက်တဲ့ချွေမလေးတွေရကြတာကံကောင်းတယ်။ဒါနဲ့သူတို့နှစ်ယောက် ထမင်းဟင်းတွေကိုအတူတူချက်ပြုတ်နိုင်တယ်ဆိုတော့မင်္ဂလာဆောင်မှာလည်းထမင်းဟင်းအတူတူချက်ကြပါလားအမှန်တကယ်မှာတော့သူကစားနောက်ပြီးပြောလိုက်ကြပါသူကတော့သူ့ရဲ့လင်ကြီးမဖြစ်သူရဲ့ထွေးမလေးတွေကိုတမင်းတတ်တတ်စော်ကားခြင်းခဲ့ပါတယ်ဒါပေမဲ့သူကတော့တကယ်ကိုရှင်ထဲမှာမှတ်သွားခဲ့ပါတယ်ဟုတ်တယ်ကျမချွေးမလေးတွေကအတူတူအလုပ်လုပ်မယ်ဆိုလို့ရှင်တော့အပြင်မှာရှိတဲ့ထမင်းဟင်းချက်ပြုတ်ပေးရတဲ့သူတွေအကုန်လုံးကိုတော့အနိုင်ရနိုင်တယ်ဘလို့လဲအမေပြောတာမှန်လားအဲအလုံးကလည်းပြောနေခဲ့ကြပါတယ် တော်နှစ်ယောက်ကညီမအရင်ပုံစံဖြစ်ဖြစ်လင်ညီမတွေပုံစံဖြစ်ဖြစ်ဘယ်အလုပ်ကိုမစိုးသေးချာလောက်ကိုင်းနိုင်ကြပါရည်။နှစ်ယောက်လုံးကလည်းတယောက်ကိုတယောက်ကြည့်ပြီးပြောင်းရည်နေကြကြပါရည်။ညီအကိုတွေလည်းပြောင်းလဲသင်မြတ်သွားပါရည်။သူတို့ကလည်းအခုဆိုရင်တော့ထမင်းဆိုင်ဒီဇိုင်းဖွင့်ဖို့အတွက်စဉ်းစားဆုံးဖြတ်ခဲ့ကြပြီးပါပြီ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။